ဟယ်လိုအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့သူရင်းရှိတယ်เนาะဆိုတော့မမဒီနေ့ဘာတွေလာပြီးတော့ sharing လုပ်ပေးမှလဲဆိုလို့ရှင်တော့မမတို့မသိစိတ်ထဲမှာကိုလိုချင်တဲ့ຢာတွေအကုန်လုံးရှိနေတယ်အဲ့တော့အဲ့မသိစိတ်ထဲမှာဘယ်လိုຢာတွေရှိနေတာလဲနောက်သိစိတ်ကတော့ဘယ်လိုຢာတွေရှိနေတာလဲကိုလိုချင်တဲ့ဘယ်လိုຢာတွေကမသိစိတ်ထဲမှာရှိနေတာလဲဆိုတော့လာပြီးတော့ sharing လုပ်ပေးမှဖြစ်တယ်အဲ့တော့ဝင်လာပြီဆိုလို့ရှိရင်တော့မမွေရဲ့ live link ကိုအဲတစ်ချက်လောက်ကြီး share သွားပေးပါအောင်လို့ပြောချင်တယ်။ဘာကြောင့် share ခိုင်းတာလဲဆိုလို့ရှိရင်တော့ဒီ လို့ပြောပြရမယ်တခြားသူလည်းသိသွားအောင်နံပါတ်1တစ်ချက်ကနံပါတ်2တစ်ချက်ကကိုယ့်ရဲ့ဝေါ်ထဲမှာကိုရှိနေတဲ့ကိုယ့်ရဲ့ဝေါ်ထဲမှာဒီ live ရှိနေတော့ကိုလိုချင်တဲ့အရာတွေအပူတပင်းလိုက်ရှာစရာမလိုဘူးเนาะအဲကိုယ့်ရဲ့မသိစိတ်ထဲမှာရှိတယ်ဆိုတာကိုကိုကပြန်ကြည့်မိတဲ့အချိန်တိုင်းမှာသိနေအောင်လို့ပေါ့เนาะဒါကြောင့်မလို့မူက share ခိုင်းတာဖြစ်တယ်အဲ့တော့မမတို့မှာဆိုလို့ရှိရင်သိစိတ်နဲ့မသိစိတ်ဆိုပြီးတော့ရှိရတယ်။ဒါလူတော်တော်များများလည်းကြားမှုကြားနိုင်မယ်၊သိကြနိုင်မယ်။အဲ့ အဲ့တော့မမို့ရဲ့ page ကို follow လုပ်ထားတဲ့သူအများစုဆိုလို့ရှင်တော့သိနိုင်မယ်နောက်တစ်ခုကဒီလိုမျိုးကိုယ့်ကိုယ်ကို personal development အမြဲဖွံ့ဖြိုးတိုးတက်ဖို့အတွက် live ပြီးတော့လေ့လာနေတဲ့သူတွေဆိုလို့ရှင်လည်းလူတစ်ယောက်မှာသိစိတ်နဲ့မသိစိတ်ဆိုတာကိုရှိတယ်ဆိုတာသိကြလိမ့်မယ်တစ်ချိန်တည်းမှာပဲဒီမသိစိတ်ကိုဘယ်လိုသုံးရမလဲဆိုတာကိုပဲမသိတာပဲဖြစ်ချင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါအပြင်ကိုကအခုလူတစ်ယောက်မှာမသိစိတ်ဆိုတာရှိတယ်ဒီမသိစိတ်ကဘာတွေလုပ်လို့ရလဲဆိုတာကိုမသိသေးဘူးဆိုလို့ရှင်လည်း like လေးကိုဆုံးအောင်ထည့်အောင်ကြည့်သွားပြည့်စည်ခြင်းနဲ့နော်အဲ့တော့ လူတယောက်မှာဆိုလို့ရှိရင်တိစိတ်နဲ့မတိစိတ်ဆိုပြီးတော့ရှိတယ်ဒီမတိစိတ်ကတော့အရန်ကိုပါဝါရှိရှိတဲ့မတိစိတ်နောက်အလိုလိုတိစိတ်လို့လည်းခေါ်တယ်နောက်တစ်ခုကဘာလဲဆိုအမြေချိုးမှုပြန်နိုင်လို့လည်းစိတ်လို့လည်းခေါ်ကြတယ်เนาะမတိစိတ်ကိုအမျိုးမျိုးတင်စားပြီးတော့ခေါ်ကြတယ်တစ်ချိန်တည်းမှာပဲလူတယောက်မှာဆိုလို့ရှိရင်ဒီလူတိုင်းလူတိုင်းမှာပေါ့ပြောမယ်ဆိုရင်လူတိုင်းလူတိုင်းမှာဒီမတိစိတ်ဆိုတာရှိတယ်တစ်ချိန်တည်းမှာပဲဒီမတိစိတ်ကိုအတုံး မပြုတ်ပဲနဲ့နေသွားတည်သွားတဲ့သူတွေလည်းရှိတယ်အဲ့တော့ဟုတ်တယ်အတော့မပြုတ်ဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်မှာလဲဆိုရင်ဒီမတိစိတ်ကိုရှိနေတာတိပါရဲ့သားနဲ့အတော့မပြုတ်ဘူးဆိုလို့ရှိရင်ဘဝကအရန်ပင်မန်းမယ်ခက်ခဲမယ်ကြမ်းတမ်းမယ်ပေါ့ဒါမတိစိတ်ကိုအတော့မပြုတ်တဲ့သူတွေအော်မတိစိတ်ကိုအတော့ပြုတ်တဲ့သူတွေဆိုလို့ရှိရင်တော့ဘဝကတက်တောင့်တတာဖြစ်မယ်အလုံးလုံးရတာအရန်ကိုလွယ်ကူမယ်ငွေရှာရတာလွယ်ကူမယ်စသဖြင့်ပေါ့ဘလိုချင်တဲ့အရာတွေကလွယ်လွယ်ကူကူနဲ့ရရှိမှာဖြစ်တယ်နော်အဲ့တော့ 明个老话说，某某未来得趁老没准备吧哦。比如某某一整股今年就打算咋样了？小股哦，今年就打算咩啊了？说啊，未来的趁老没准备哦。哎咯，某某讲什么？底色一整股，什么标签？底色一整，颜色标签变呢？所以，目录嘛，喏，第底色不？底色讲华为老上拿的，是路线咯。底色讲目录，微信拿的，手机拿的，解皮拿的，总得拿的，还有不别人差拿的，喏，线上拿的，对口拿的。 เนาะဓာရီကတိစိတ်ကလောက်တာဖြစ်တယ်အဲ့တော့အလုပ်တစ်ခုခုလောက်ခံပြီးမှမို့လို့အများနဲ့စဉ်းစားနေတယ်အများနဲ့တွေးနေတယ်ပုံမှန်တာမှန်လောက်စဉ်းစားတာကကိစ္စမရှိပဲမဲ့လို့မင်္ဂလာပါရှင်ဟောကျေးဇူးတင်ပါတယ်เนาะဒီနေ့ကြားသားဆောက်ကြရတယ်အဲ့တော့မို့လို့ရဒီတိစိတ်ကเนาะခုနကမို့လို့အလုပ်တစ်ခုလောက်တော့မယ်ပေါ့အလုပ်တစ်ခုလောက်တော့မယ်ဆိုတဲ့အခါမှာမို့အများကြီးစဉ်းစားနေတယ်အရင်ကြီးတွေးဝင်နေတယ်ဆိုလို့ရှင်ဒါတိစိတ်ကအလုပ်လုပ်နေတာဖြစ်တယ်မတိစိတ်မပါဘူးပေါ့ နောက်တစ်ခုကမတို့ short term memory ပေါ့ခဏတစ်ဖြုတ်ပဲသူမှတ်သားထားလို့ရတယ်အချိန်ကြာမှတ်သားထားလို့မရဘူးအဲ့တော့မမတို့တွေသင်ယူထားတဲ့အရာတွေပဲဖြစ်စေမဖြစ်မနေရမှတ်သားထားရမယ့်အရာတွေပိုပဲဖြစ်စေဒါတွေအကုန်လုံးကိုနော်ဒီမသိစိတ်သေးကမသိစိတ်ကသူ sorry သိစိတ်ကသူမှတ်ထားမပေးဘူးနော်အဲ့တော့မသိစိတ်ကရောဒါဆိုလို့ရှိရင်မသိစိတ်ရကရောဘာတွေလှုပ်ဆောင်ပေးတာလဲ တော့လူတယောက်တိုးတက်ဖို့အတွက်အောင်မြင်ဖို့အတွက်မို့လက်ရှိပိုင်ဆိုင်ထားတဲ့ relationship တွေကောင်းဖို့အတွက်နော်လက်ရှိကိုရရှိနေတဲ့ဘဝကနေပြီးတော့တစ်ဆင့်ထက်တစ်ဆင့်ပို့ပြီးတော့ရရှိဖို့အတွက်ကိုယ့်ရဲ့ဒီစီးပွားရေးမှာပဲဖြစ်ဖြစ်လူမျိုးမှာပဲဖြစ်ဖြစ်ရလက်ကောင်းတွေထွက်ဖို့အတွက်ဒီမတိစိတ်ရဲ့လှုပ်ဆောင်ချက်တွေအများကြီးရှိတယ်နော်အဲ့ဒီကမှမို့ကဒီနေ့ရှစ်ချက်အကြောင်းကိုမျှဝေပေးမယ်ဆိုတော့ပထမတစ်ချက်ကတော့ဗာလဲဆိုလို့ရှင်တော့ long term memory ပေါ့ မတို့တင်ထားတဲ့အရာတွေအကုန်လုံးတို့အကုန်လုံးကိုသူကအချိန်ကြာကြာမှတ်သားပေးနိုင်တယ်အဲ့တော့အခုမှအခုဖြစ်မှာဆိုလို့ရှိရင်ဒီပေါ့နော်မတို့အဲကဘာကြော်နေတဲ့ဆရာတွေသာပါတော့ဆရာကြီးထိုနီရိုဘင်းတို့နော်အများကြီးအများကြီးပဲတကယ်ကဘာကြော်နေတဲ့ဆရာတွေကမတို့ကိုသူတို့ပညာတွေကိုသင်ပေးပြီဆိုလို့ရှိရင်သူတို့လူတယောက်ရဲ့မသိစိတ်ကိုအရင်ဆုံးဖွင့်လိုက်တယ်ဖွင့်ပြီးတော့မှသာလဲ သူတို့တင်ကျင်တာတွေကိုတင်ပေးတာအဲ့တော့မိုးရိုးထရိနာတက်ခဲ့တော့ရတယ်အဲ့ဒီလိုပဲမိုးရိုးရဲ့ဆရာကြီးကသူကဒီစိတ်ညှို့အိမ်မွေးချပညာရက်ကိုအရန်ကျွမ်းကျင်တယ်ကျွမ်းကျင်တဲ့အခါမှာမိုးရိုးကဘာလုပ်လိုက်လဲဆိုလို့ရှိရင်မိုးရိုးကိုအဲမတိစိတ်ကိုဖွင့်လိုက်တယ်ဖွင့်ပြီးတော့မှမိုးရိုးကိုတင်ပေးလိုက်တယ်အဲ့တော့အဲ့ဒီအရာတွေကအခက်ခဲကြုံလာတဲ့အခါတိုင်းပြဿနာတစုံတရာကြုံလာတဲ့အခါတိုင်းမှာဒိုင်းဒိုင်းဆိုပြီးတော့တန်းပေါ်လာတယ်ဒါတွေကလေ ဟိုသိသွားတဲ့အချိန်မှာဒီတိုင်းပြမယ်ဆိုလို့ရှင်တော့ဘယ်လိုပြောပြရမလဲရုပ်ဝတ္ထုတစ်ခုကိုဒါပါလို့ကင်ပြလို့မရရတာဖြစ်တဲ့အတွက်ပြောရတာတော့ဟိုဘယ်လိုပြောပြရမလဲမသိဘူးဆိုလို့ရှင်ရုပ်တိမရှိဘူးတလို့တော့ခံစားရတယ်တစ်ချိန်တည်းမှာပဲမမလို့ပြန်ယူပြန်ပြီးတော့တင်ပေးတဲ့အခါမှာပဲဖြစ်စေပြဿနာတစုံတရာကြုံလာတဲ့အခါတိုင်းမှာပဲဖြစ်စေဘလို့ဘလို့ဖြေရှင်းဆိုတဲ့နောက်ကဘလို့ပြောပြရမလဲဒီအလိုလိုသိစိတ်ကလာပြီးတော့ညွန်ပြပေးနေတာပြောပြပေးနေတာဖြစ်တယ်ပေါ့နော် ဲ့တော့ဒီမတိစိတ်ကိုဖွင့်ပြီးတော့တင်လိုက်မယ်ဆိုလို့ရှိရင်တင်ယူသည်မအရာအလုံးကအချိန်ကြာကြာပို့ပြီးတော့မှတ်နေတယ်။အခုအဲဘယ်လိုပြောပြရမလဲအခုဆိုလို့ရှိရင်မိုးတွေအဲလူအများစုကပေါ့နော်ဒီအချိန်ကြာကြာတင်ယူဖို့အတွက်သူတို့ရဲ့မျက်ညံတွေကအဲ့လောက်မကောင်းတော့ဘူး။အဲအခုဒီ social media ခင်မှာဆိုလို့ရှိရင်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရင်စာရီးလည်းတိတ်မဖတ်ကြတော့ဘူးဗီဒီယိုတွေကိုပဲကြည့်တယ်ဒီလို live တောင်မှအရင်ရှည်တဲ့ live တွေဆိုသူတို့တိတ်မကြည့်ကြတော့ဘူး အဲ့တော့အဲကိုကဒီလက်ရှိအခြေအနေကနေပြီးတော့ပို့ပြီးတော့တိုးတက်ခြင်းလို့အောင်မြင်ခြင်းလို့ပညာရည်တွေကိုလိုက်ပြီးတော့သင်ယူတာပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်ကိုကသင်ပေးနေတဲ့သူတရားနော်ကိုသင်ပေးလိုက်တဲ့အရာတွေကကိုသင်ပေးလိုက်တဲ့အရာတွေကဒီသင်ယူတဲ့သူတွေမှာအချိန်ကြာကြာနော်ဆွဲမြဲသွားစေခြင်းနဲ့သင်သမျှပေးသမျှကိုတရားရာဂိုင်းလုံးရရှိစေခြင်းနဲ့ဆိုလို့ရှိရင်လေဒီမတိစိတ်ကိုဖွင့်ပြီးတော့မှသင်ပေးမယ်ဆိုလို့ရှိရင် သင်ယူတဲ့သူတယောက်အတွက်ကအရန်ကိုအကျိုးထူးတယ်။ရလက်ကောင်းနေရတယ်ပေါ့နော်။အဲ့တော့နောက်ထပ်တစ်ချက်ကဘာလဲဆိုလို့ရှင်တော့မလို့ရဲ့မသိစိတ်ထဲမှာနော် emotion တွေနော်နောက်တစ်ခုက feeling ဆိုတဲ့ခံစားချက်တွေကိုမသိစိတ်ထဲမှာပဲတူလောင်တာဖြစ်တယ်။ emotion တွေ feeling ဆိုတဲ့ခံစားချက်တွေကမမလို့ရဲ့သိစိတ်နဲ့လာတာမဟုတ်ဘူး။အဲ့တော့ပြောပြမယ် မိုးတော့အမြဲတမ်းပေါ့နော်အလွမ်းတချင်းနေအဆွေးတချင်းနေထက်ခါထက်ခါနားထောင်နေတဲ့သူတွေနော်ထက်ခါထက်ခါကြည်နေတဲ့သူတွေဆိုလို့ရှိရင်အဲ့ဒီမတိစိတ်ကကောင်းတာလားဆိုးတာလားဒါကြီးရပါလဲဆိုတာမသိတဲ့အတွက်ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီအလွမ်းနေအဆွေးတွေကိုကိုယ့်ရဲ့စီကိုရောက်အောင်ခေါ်လာတယ်အဲ့ဒီဖြစ်ရတွေကိုပို့ပွားတယ်ကိုရောက်အောင်ခေါ်လာတယ်ဒါအပြင်မိုးတော့ရဲ့ပြောပြမယ်ဒီ feeling တို့ခံစားချက်တို့ emotion တို့ပေါ့ emotion ကိုပြောတဲ့အခါကျရင်မတို့ negative တွေရှိတယ် positive တွေရှိတယ် feeling လို့ emotion ကိုပြောတဲ့အခါကျရင်မတို့ဝမ်းနည်းတာတွေရှိတယ်ကြောက်စိတ်ကြတာတွေရှိတယ်နောက်တစ်ခုကဒီဘယ်လိုပြောပြရမလဲဂုဏ်ယူခဲ့တဲ့အရာတွေရှိတယ်အောင်မြင်ခဲ့တဲ့အရာတွေရှိတယ်ပျော်ရွှင်ခဲ့တဲ့အရာတွေရှိတယ်စသဖြင့်အများကြီးအများကြီးပေါ့အဲ့တော့ခုနကမမပြောခဲ့တဲ့အောင်မြင်ခဲ့တဲ့အရာတွေပျော်ရွှင်ခဲ့တဲ့အရာတွေနော်ဂုဏ်ယူစရာတွေကျင့်တတ်စရာတွေပီတိဖြစ်စရာတွေပေါ့ဒါတွေအကုန်လုံးကနော်မိုးရွေးဘဝအတွက် တကယ်အောင်မြင်တိုးတက်ဖို့အတွက်ကောင်းကျိုးတွေပေးပင်မယ်လို့နော်ကောင်းကျိုးတွေရရှိပင်မယ်လို့ခုနကမကောင်းတဲ့ဒီ negative emotion တွေဖြစ်တဲ့ဒေါသတွေစောက်စိတ်တွေဝမ်းနည်းစိတ်တွေစသဖြင့်အဲအပြစ်ရှိရလို့ခံစားရတဲ့အရာတွေနာကျင်စရာတွေပေါ့ဒါတွေအကုန်လုံးဒီမသိစိတ်ထဲမှာတူလောင်ထားပြီဆိုလို့ရှိရင်ကိုမတွေးပဲနဲ့လည်းပြန်ပေါ်တယ်အဲ့ဒီအရာကြီးကမမလို့ရဲ့ဒီဘဝအတွက်ပေါ့နော်အောင်မြင်ဖို့အတွက်ချမ်းသာဖို့အတွက် နောက်တစ်ခုကကျန်းမာရေးအတွက်နောက်တစ်ခုက relationship အတွက်ဒီဟာတွေမှာလာပြီးတော့ရိုက်ခတ်တယ်အနောက်အရှက်ပေးတာဖြစ်တယ်ဆိုတော့အကျိုးပြုတ်သွားပြီเนาะမဟုတ်ဘူးကအဲ့တော့အနောက်ရှက်ပေးတာဖြစ်တယ်ဆိုတဲ့ခါကျတော့ဒီကိုယ်မှာရှိနေတဲ့ဒီမသိစိတ်ထဲမှာရှိနေတဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကိုတော့ကိုကရှင်းပေးဖို့လိုအပ်တယ်ရှင်းထုတ်ခဲ့ပေးဖို့လိုအပ်တယ်ပေါ့အဲ့တော့အခုနောက်ကကောင်းတဲ့ feeling ခံစားချက်တွေဖြစ်တဲ့ ဒီအောင်မြင်တဲ့အရာတွေကိုတစ်ချိန်ကပျော်ရွှင်ခဲ့တဲ့အရာတွေတစ်ချိန်ကဂုဏ်ယူစရာဖြစ်ရတဲ့ဒါတွေကိုရောဒီမသိစိတ်ထဲမှာထည့်ထားတာဖြစ်တဲ့ဘလိုမျိုးပြန်ပြီးတော့ထောက်တုံလို့ရလဲဆိုလို့ရှိရင်ဆိုပါစို့ကိုမိုးတွေပစ္စည်းတစ်ခုခုကိုသွားရောင်းတဲ့အချိန်ဒါမှမဟုတ်ရှင်အဲဘလိုပြောပြရမလဲကိုပြိုင်ပွဲဝင်စရာတစ်ခုခုရှိနေတဲ့အချိန်သို့မဟုတ်ကားကနော်ဒီဖန်တီးပြီးတော့မှလုပ်ငန်းတွေလုပ်နေရတယ်ဆိုပါစို့နော် အဲမိုးတို့ဒီပကြီးစရာတွေဒါမို့လို့ရှိရင်ဒီဒီဇိုင်နာတွေနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီတိုက်တွေဆွဲတဲ့ပုံဒီဇိုင်းဒီဇိုင်းဆွဲတဲ့ဒီဒီလိုလူတွေဆိုလို့ရှိရင်တော့ကိုတစ်ချိန်ကအောင်မြင်ခဲ့တဲ့အရာတွေကိုတစ်ချိန်ကပျော်ရွှင်ခဲ့တဲ့အရာတွေနော်ကိုတစ်ချိန်ကဂုံယူစရာဖြစ်ရတယ်ဒါတွေကိုသွားပြန်ပြီးတော့မှ recall ပြန်ခေါ်ပြီးတော့မှလက်ရှိလုပ်နေတဲ့အလုပ်မှာပြန်သုံးလို့ရတယ်ဒါပြန်လာဆိုမဟုတ်သေးဘူးမတို့လူမဝကြီးမှာမတို့ဘာဖြစ်လဲဆိုလို့ရှိရင်မတို့ 诶，年呢，教学资源呢，紧嘞；但是教学资源呢，紧，不如别单年啊，么好学。生源是压力，青年，我呢是压力，青年，喏，诶，现在家里的青年，青年，哎，喏，青年嘛嘞，唔好咯，这青年教学嘞呢，一样的，这青年教育的，一样的，喏，这天年的，这几个个奥妙嘞，青年变比咯时尚来一点，变比咯奔跑来一点，变比咯看上进来一点。 ။နောက်ပြီးရင်ပြန်ပြီးတော့ပုံရိပ်ကိုချဲ့ကြည့်လိုက်တယ်။အတန်လေးထဲလိုက်တယ်။စသဖြင့် NMB မှာဆိုလို့ရှိရင်တော့အဲ့လိုအဲဘယ်လိုပြောပြရမလဲ။ပြန်ပြီးတော့ record ခေါ်တဲ့နည်းတွေကိုပြန်ပြီးတော့တင်ပေးတယ်ပေါ့နော်။ဘယ်လိုမျိုးပြန်ပြီးတော့ကိုဒီတစ်ချိန်ကအောင်မြင်ခဲ့တဲ့အရာတစ်ချိန်ကပျော်ရွှင်ခဲ့တဲ့အရာတစ်ချိန်ကဂုဏ်ယူစရာဖြစ်ရတယ်ဘယ်လိုပြန်ပြီးတော့ recall ခေါ်လို့ရတယ်ဆိုတဲ့နည်းတွေကိုတော့သင်ပေးတယ်ပေါ့နော် အဒီမှာတော့မမအတူခေါက်ကိုပဲပြောပြပေးသွားမယ်အဲ့တော့အဲ့ဒီတစ်ချိန်ကဖြစ်ရတဲ့ကိုပြန်ပြီးတော့ခံစားလိုက်ခြင်းအားဖြင့်ပြန်မြင်အောင်လိုက်ခြင်းအားဖြင့်ပြန်ပုံဖော်လိုက်ခြင်းအားဖြင့်ကို့မှာခွန်အားတွေအလိုလိုတက်လာတယ်နောက်တစ်ခုကဒီလိုမျိုးအလားတူရလက်တွေကို ပြန်ပြီးတော့ရစီတယ်အဲအလွယ်တကူပြောရမယ်ဆိုလို့ရှိရင်တော့မို့လို့ပစ္စည်းတစ်ခုရောင်းတော့မယ်ဆိုပါဆိုကိုရောင်းတဲ့ပစ္စည်းကအရန်ကိုတန်ဖိုးကြီးတယ်တစ်ချိန်တည်းမှာပဲကိုကသွားဖို့အတွက်ကို့မှာခွန်အားတွေမရှိဘူးเนาะ ယုံကြည်မှုတွေမရှိဘူးဆိုလို့ရှိရင်အဲ့ဒီတစ်ချိန်ကကိုရောင်းတဲ့အခါမှာအလွယ်တူရောင်းခဲ့ရတဲ့ဖြစ်ရတစ်ခုခုเนาะအဲဈေးကြီးကြီးနဲ့ရောင်းခဲ့ရတဲ့အရာတစ်ခုကိုပြန်ပြီးတော့ recall ခေါ်လိုက်ခြင်းအားဖြင့်ပြန်ပြီးတော့စဉ်းစားလိုက်ခြင်းအားဖြင့်ပြန်ပြီးတော့ပုံဖော်လိုက်ခြင်းအားဖြင့်ကเนาะမတို့လက်ရှိမှာမြင်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူနဲ့အောင်မြင်အောင်ကိုရောင်းနိုင်တယ်ပေါ့เนาะဒါကတော့ဒါလဲဆိုလို့ရှိရင် feeling ဆိုတဲ့ 看啥家的，喏、no,，emotion 说的、so okay. no, so，压力是不是喏？不如不讲呢，emotion 的，是不是喏？先偷看不露一点，先偷看嘛大嘞，不会不玩嘛，喏，relationship 呢不搭搭，谈不起来，不会暗黑，不玩木的，可能个，阿拉的姑爷是嘛样的？啊，因为阿拉冇好哥哥啊，的哥，困难个，心里的，喏，看啥家的，不讲呢，看啥家的啊，心里面是不是？那有些疲劳，有些疲劳嘛，不会不玩个，熬夜怎的啦嘛？熬夜咩的，早起怎的啦嘛？早起偏的。 ရှိနေတတ်တယ်ပေါ့နော်ဒါကဒုတိယအချက်ဖြစ်တယ်နောက်တတိယအချက်ကဘာလဲဆိုလို့ရှိရင်တော့မို့လို့ဘယ်လိုပြောပြရမလဲအာမကောင်းတဲ့ဒီဘယ်လိုပြောပြရမလဲမကောင်းတဲ့အမှုအကျင့်တွေပေါ့မကောင်းတဲ့အမှုအကျင့်တွေမကောင်းတဲ့အလေအထတွေအဲ့တော့လူတွေမှာဆိုလို့ရှိရင်မို့လို့ခိုးငငယ်လေးတွေကဒီအတန်တွေပါလာမသိဘူးလူတွေမှာဆိုလို့ရှိရင်မို့လို့ဟိုးငယ်ငယ်လေးတွေကဒီမကောင်းတဲ့ ဘယ်လိုပြောပြအောင်မလဲအမူအကျင့်နေပေါ့အဲကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ရဖြစ်စေကိုယ့်ရဲ့တငယ်ချင်းတွေရပဲဖြစ်စေဒါမှမဟုတ်ကိုယ့်ရဲ့မိဘတွေကပဲဖြစ်စေပေါ့မကောင်းတဲ့အမူအကျင့်တွေပါလာတယ်ဒါမှမဟုတ်ကိုယ်မသိလိုက်မသိပါတာနဲ့ပဲဒီအမူအကျင့်တစ်ခုကိုကိုယ်မကြိုက်တော့ဘူးဒီအမူအကျင့်တစ်ခုမကောင်းတဲ့အမူအကျင့်တစ်ခုကိုကိုယ်စွဲနေရနေပြီးတော့ပြင်ကျင်နေဖြတ်ချင်နေဆိုလို့ရှိရင်လည်းဒီမသိစိတ်ထဲမှာပဲသွားပြီးတော့ပြင်လို့ဖြတ်လို့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတင်လားဆိုမဟုတ်သေးဘူး မတို့မှာအခုဒီ personal development အတွက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်သွားနေတဲ့လူတွေမှာနော်ကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့လူမှုရေးတွေအဲသွားနေတဲ့အချိန်မှာဆိုပါစို့မတို့အဲ့နောက်တစ်ခုမှာတာယာခြင်းလို့ပဲဖြစ်စေစီးပွားရေးလုပ်ငန်းတစ်ခုမှာကိုကမယောင်းရဲလာနေပြီးတော့ယောင်းရဲလာခြင်းလို့ပဲဖြစ်စေအဲ့လိုအမှုအကျင့်အသက်တွေကိုအလွယ်တကူထည့်ခြင်းတဲ့အခါမှာလည်းဒီမတိစိတ်ထဲမှာသွားပြီးတော့ထည့်လို့ရတယ်အဲ့တော့ အရင်ကြက်ခ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 ဲမဟုတ်ဘူးဒီလိုထဲတဲ့အရာကလည်းနော်ကိုကိုတိုင်းနဲ့ထဲလို့ရတယ်ခုနက emotion တွေရှင်းထုတ်တယ်ဆိုရင်ဒါမို့လို့မို့လို့လို့ဒီ therapy 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 တွေလိုတာပေါ့နော်ဒီလိုအမှုအကျင့်အသစ်တွေအမှုအကျင့်အဟောင်းတွေကကိုကိုတိုင်းနဲ့လုံးလို့ရတယ်အဲ့တော့ဘယ်လိုလုံးလို့ရရနည်းတွေဆိုရဲဆိုတာကိုတော့မပြီးရနောက် like နောက်ဆုံးမှာပြောပြပေးသွားမယ်နော် ဲ့တော့ဒီလိုအမူအကျင့်အစ်တေကိုလည်းထဲလို့ရတယ်နောက်တစ်ခုကကိုအောင်မြင်တိုးတက်ဖို့အတွက်ဆိုပါစို့မိုးတွေအလုပ်တစ်ခုလုပ်ဖို့အတွက်အချိန်ကြီးဆွဲနေတာเนาะမနေ့အရာထားတဲ့အခါမှာအချိန်ကြီးဆွဲနေတာနောက်တစ်ခုကအဲဒီမိုးတွေအခုစီးပွားရေးတစ်ခုလုပ်နေတဲ့သူတိုင်းကကင်မရာရှိကိုထွက်ရတယ်အဲကင်မရာရှိကိုထွက်ဖို့ကြောက်နေတဲ့သူတွေစသဖြင့်ပေါ့ဒီလိုမျိုး habit အစ်စ်တွေเนาะရကျင်တဲ့သူတိုင်းအဲ့ဒီမသိစိတ်ထမှာပဲသွားပြီးတော့ program ဆွဲလို့ရတယ်နောက်ကိုကိုယ်တိုင်ဆွဲလို့ရတဲ့နည်းတွေလည်းရှိရယ်เนาะ ဒါကတော့နံပါတ်3အချက်ပေါ့နောက်နံပါတ်4အချက်ကတော့ဗာလဲဆိုလို့ရှိရင်အလိုအလျောက်ကိုယ့်ရဲ့ခန္ဓာကိုနော်အလိုအလျောက်အနေနဲ့ကြုံလာတဲ့အခါတိုင်းမှာဒီမတိစိတ်ကအလုံးလုံးပေးတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဆိုပါဆိုမိုးတွေကောင်းမောင်းသွားနေတာဆိုင်ကဆိုင်ကမောင်းသွားနေတာဆိုပါဆိုနောက်မှရုတ်တရက်ကားကအာနောက်မှကြော်တက်လာတယ်ဆိုတဲ့အချိန်မှာမိုးတို့ကိုွေသွားတာတို့အဲဒါမျိုးတွေပေါ့နောက်တစ်ခုကဗာလဲဆိုလက်ရှိဒီမှာပဲထိုင်နေတာပဲစာအုပ်ဖတ်နေတာပဲ ီစာအုပ်ထဲမှာပဲအာယုံစိုက်နေတယ်။ဒီဖုန်းထဲမှာပဲအာယုံစိုက်နေတယ်။ဒီချိန်ထဲမှာပဲအပြင်ကနေပြီးတော့တခုခုဒုံတိုင်းအောင်ကအဲ့လိုကြားလာတဲ့ချိန်မှာရုပ်တရက်ထလိုက်တာပေါ့။ဒါတွေအကုန်လုံးကလည်းမတိစိတ်ကလုံတာဖြစ်တယ်။တိစိတ်ကလုံတာမဟုတ်ဘူးပေါ့နော်။နောက်တစ်ချက်ကပါလဲဆိုရင်တော့မတို့ဒီအာ creatively လို့ခေါ်တာပေါ့။ဒီ twin ချင်စတဲ့ပြောမယ်ဆိုလို့ရှိရင်တော့ခုနပြောခဲ့သလိုပဲပကြီးဆွဲနေရတဲ့သူတွေဒီဇိုင်နာတွေအများကြီးဒီ ပုံမှန်တိုင်းသွားနေလို့ရှင်မိုးရဲ့အုံနောက်ကနေပြီးတော့ဟိုအိုင်ဒီယာအသစ်သစ်တွေမထွက်တော့ဘူးအဲ့တော့ဒါအပြင်ဒီခုနက negative emotion တွေပါကိုယ့်ရဲ့မသိစိတ်ထဲမှာများနေမယ်ဆိုလို့ရှင်လည်းအသစ်သစ်တွေကမထွက်တော့ဘူးအဲ့တော့အသစ်သစ်တွေထွက်ချင်တဲ့အခါမှာလည်းဒီမသိစိတ်ကိုပြန်ပြီးတော့အသုံးချတာပဲဖြစ်တယ်ပြောမယ်ဆိုလို့ရှင်တော့မိုးတို့အဲမသိစိတ် ိတ်ကလွတ်လပ်နေတဲ့အခါပေါ့ဘာနေတဲ့အခါမှာဆိုလို့ရှိရင်ဒီ creative thinking တွေကပို့ပြီးတော့ထွက်တာပေါ့ဒီထွင်ကြံစားတဲ့အတွေးတွေဒီထွင်ကြံစားတဲ့ idea ကောင်းတွေအကြံဉာဏ်ကောင်းတွေကပို့ပြီးတော့ထွက်တာပေါ့အဲ့တော့ဒီနောက်ထပ်တစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင် development state ပေါ့ development state ဆိုတာကမို့လို့ဒီကိုယ့်ရဲ့တကူရင်ဖွံ့ဖြိုးတိုးတက်ဖို့ပဲဖြစ်စေဒါမှမဟုတ်ကိုယ့်ရဲ့ဉာဏ်ဒီကောင်းဖို့ပဲဖြစ်စေเนาะတချို့တွေဆိုလို့ရှိရင်ဒီမိုးတော့မလုပ်ပေးဘူးသေးဘူးမိုးရဲ့ဆရာဆရာတွေဆိုလို့ရှိရင်လုပ်ပေးတယ်ဗာလဲဆိုလို့ရှိရင် weight လူအရန်ဝနေရနေပြီးတော့ဝိတ်ကြကြတဲ့အခါเนาะဒီမတိစိတ်ကိုအတုံးပြူပြီးတော့မှစဉ်ညိုအမွေချပြီးတော့မှဆက်ချက်ချင်းနေထည့်ပေးချမ်းအားဖြင့်လဲဒီလူတယောက်ကပိန်သွားတာနေလဲရှိကြတယ်ပေါ့เนาะအဲ့တော့မတိစိတ်ကဒါရီလားဆိုလည်းမဟုတ်သေးဘူးနောက်ထပ်ဒီ spiritual နဲ့ချိတ်ဆက်တဲ့အရာတွေပေါ့เนาะဒါရီကလည်းမတိစိတ်ကလောက်တာပဲဖြစ်တယ်နောက်တစ်ခုအလိုလိုတိစိတ်ဆိုတာလည်းရှိသေးတယ်အဲ့တော့ အလိုလိုသိစိတ်ပေါ့အလိုလိုသိစိတ်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့မို့လို့ဒီအလုပ်တစ်ခုကိုလုပ်ရင်တကယ်သိကြတဲ့အောင်မြင်မယ်ငါဒီလမ်းကိုသွားမယ်ဆိုလို့ရှိရင်တော့အန်တဲ့တစ်ခုနဲ့ကြုံနိုင်တယ်ဒါမို့လို့ရှိရင်အဲဒီလူတော့ဘာအကွက်တွေချွေနေပြီဘာဆိုတာငါလိုလိုသိနေတယ်ဆိုတော့တချို့နေမှာဆိုလို့ရှိရင်တော့ရှိတယ် intuition လို့လည်းခေါ်တာပေါ့နောက်တစ်ခုကဘာလဲဆိုအဘယ်နေရာမှာငါဘာဝယ်လိုက်မယ်ဆိုလို့ရှိရင်တော့ဆိုပါဆိုဘယ်နေရာမြေခွက်ကိုတောင်ငါဝယ်လိုက်မယ်ဒီမြေခွက်ကိုတောင်ငါဝယ်လိုက်မယ်ဆိုတော့နောင်ဘယ်နှလားလောက်နေလို့ရှိရင်ဘယ်လောက်မျက်နိုင်နေလဲဆိုတော့အလိုလိုသိစိတ်ကိုပေါ့ချက်ခနဲဆိုပေါ်လာတာ တော့ဘယ်ချိန်နေမှာပေါ်လဲဆိုရင်တော့မိုးရေချိုးနေတဲ့အချိန်တို့အဲတခါတလေတချင်းနားထောင်နေတဲ့အချိန်တို့အဲဘာမှမတွေးတော့တဲ့အချိန်မှာအဲ့ဒီအလိုလိုတိစိတ်ကပေါ်နေတာဖြစ်တယ်။အဲပေါ်လာတဲ့အရာကိုမိုးအဲရုပ်တရက်ဖမ်းယူပြီးတော့မှအတုံးချလိုက်မယ်အတုံးပြုတ်လိုက်မယ်ဆိုလို့ရှိရင်ကိုကအချိန်လိုတွင်းနဲ့အောင်မြင်နိုင်တယ်ပေါ့အဲ့တော့ဒီ intuition ဆိုတဲ့အလိုလိုသိစိတ်ကို strong ဖြစ်လာအောင်ဘယ်လိုလုပ်ရလဲဆိုတဲ့နည်းလမ်းတွေကိုလည်း now live light တွေမှာဆက်ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ဒီ ဘလောက်စွမ်းအားကြီးနေတဲ့နော်ကိုယ့်ရဲ့မတိစိတ်ကိုဘလိုမျိုးဖွင့်ပြီးတော့အသုံးပြုရမှာလဲနော်အခုနောက်ကကိုယ်မှာရှိနေတဲ့မကောင်းတဲ့ habit တွေကိုကိုကဖြုတ်ချင်တယ်ကောင်းတဲ့အသစ်အသစ်တော့ habit တွေကိုလည်းရကျင်တယ်နောက် creative thinking ဆိုတာကလည်းမို့လို့ therapy တွေမလိုဘူးနော်ကိုကိုယ်တိုင်းလုံးလို့ရတယ်ကိုယ့်ရဲ့အကြံဉာဏ်တွေကောင်းလာအောင်ယုံကြည်မှုတွေတိုးလာအောင်နော်ကိုယ်မှာရှိနေတဲ့ကိုယ်ဖိနန်တွေတက်လာအောင်နောက်ပြီးရင်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ emotion တွေဟိုပြောပြမယ် emotion တွေနည်းနည်းအာ emotion ဆိုတာဗလိပေါ့နော်ယုံကြည်မှုတွေယုံကြည်မှုအမားတွေပေါ့ယုံကြည်မှုအမားတွေကနေပြီးပြောယုံကြည်မှုအမှန်တွေရရှိလာအောင်ဒါတွေကကိုယ့်ကိုလုံးလို့ရတယ်အဲ့တော့အမူကျင့်အဟောင်းတွေကိုစွန့်ပြီးတော့အမူကျင့်အစ်စ်တွေထည့်ကျင်တာလဲကိုယ့်ဘာသာကိုအိမ်မွေးချပြီးတော့လုံးလို့ရတယ်အဲ့တော့ဘလို့အရာတွေမှပဲ therapy တွေတကယ်မဖြစ်မနေလိုအပ်တာလဲဆိုလို့ရှင်တော့ဒီမကောင်းတဲ့ အဲပြောပြမယ် emotion ပေါ့နော်မကောင်းတဲ့ emotion တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် trauma လို့လည်းခေါ်တာပေါ့အဲ့တော့အချက်နဲ့ပတ်သက်ပြီးတော့ရရှိခဲ့တဲ့ trauma တွေနောက်ပြီးအဲငယ်ငယ်ကလေးဘဝကရရှိခဲ့တဲ့ trauma တွေအကြောက်ယောဂါတွေပေါ့သာသဖြင့်ဒီလိုအရာတွေရဲ့ဒီစိတ်အကြောင်းရင်းခံယောဂါတွေပေါ့ဒါတွေဆိုလို့ရှိရင်တော့ therapy တွေနဲ့မဖြစ်မနေကုသလို့ကုသတဲ့နေပေါ့နော်အခုနောက်ကယုံကြည်မှုတိုးချင်တာလားနော်ကိုကိုကို relax ဖြစ်နေတာလားစိတ်တွေ agent နေတာလားအဲ strut တွေကြကျင်လာတော့ဒီလိုလောက်ဆိုလို့ရှိရင်တော့ကိုဘသားကိုအိမ်မွေးချပြီးတဲ့အခါမှာမတိစိတ်ထဲမှာပဲကိုဘကိုဆက်ချက်ချင်းထဲလို့ရတယ်အဲ့တော့အဲ့ဒီလိုမျိုးကိုဘကိုအိမ်မွေးချပြီးတော့ကိုဘကိုဆက်ချက်ချင်းထဲလို့ရတဲ့ဒီတွေကိုဟိုမိုးတင်တန်းလေးတစ်ခုဖွင့်ပေးထားတာရှိတယ်အဲ့ဒီတင်တန်းထဲမှာသွားရောက်ပြီးလေ့လာလို့ရတယ်အဲ့ဒီတင်တန်းကလစဉ်လာတိုင်းမှာ25 26မှာမူအမြဲတမ်းဇုံးနဲ့ပြန်တွေ့တယ်အမြဲတမ်းပြန်ပြီးတော့အဲပြောပြပေးတယ် ဘာတွေလိုအပ်နေလဲနောက်တစ်ခုကကိုဘယ်လိုမျိုးဘာတွေသိကျင်သေးလဲဒီလိုမျိုးလာတိုင်းလာတိုင်းမှာမူကအမြဲတမ်းပြန်ပြီးတော့ zone နဲ့ပြန်ပြီးတော့တွေ့ပေးတယ် rock ကလည်းထည့်ထားပေးတယ်ဒါပြင်မူကခုနကဒီမူရဲ့မသိစိတ်မှရှိတဲ့အလိုလိုသိစိတ်ပေါ့ intuition ပေါ့အဲ့ intuition စွမ်းအားကောင်းလာအောင်လည်းအဲ့ထဲမှာစိတ်တကူကျင့်စဉ်ကြီးဘယ်လိုကျင့်ရမလဲဆိုတော့အချက်တွေကိုလည်းမူအဲ့တင်တဲ့နေရာမှာထည့်ပေးထားတယ် တကယ်တကယ်ကအဲ့တင်တန်းကြီးကိုပြောမယ်ဆိုလို့ရှင်တော့အများကြီးအများကြီးတောင်းလို့ရတယ်။ချိန်ထဲမှာပဲမမကဒီလိုမျိုးကိုယ့်ကို relax လုပ်ရုံလောက်နောက်ကဘာလဲဆိုတော့ကိုယ်မှရှိနေတဲ့မကောင်းတဲ့အမှုကျင့်တွေကိုဖျက်ချင်တယ်။ကောင်းတဲ့အမှုကျင့်တွေကိုထဲဖို့အတွက်လူအများစုမှလိုအပ်နေတာဖြစ်တဲ့အတွက်မမကလူတိုင်းတက်နိုင်တဲ့ဈေးလေးနဲ့ပဲဖွင့်ပေးထားတယ်။အခုချိန်တက်မယ်ဆိုလို့ရှင်ဒီအဲလ26ရက်နေ့ထီကို26ရက်နေ့ထီကိုပေါ့နော်26ရက်နေ့ထီကိုတော့ ဒီ38000ကျပ်နဲ့ရရှိမယ်အကယ်၍26ရက်ကျော်ဝါပြီဆိုလို့ရှိရင်တော့38000ကျပ်မရတော့ဘူးတင်တန်းချင်းအပြင်ကတော့ဘူက9500လို့ထားတယ်တကယ်တကယ်ဆိုလို့ရှိရင်9500လည်းမကဘူးဆိုပါစို့တချို့တွေအမှုချင်းအားတွေပေါ့ကိုနေအရန်စရာနော်ဒီကိုနေကြောင်ဒီဆက်လက်တွေကြောင်ဒီအရက်တွေကြောင်အိမ်တော်ရေးတွေပြိုကဲသွားတာဒီဟာတွေကြောင်မလဲတငယ်ချင်းတွေကရှောင်ဖယ်သွားတာဒီလိုအရက်တွေတောင်းနေရကြောင်မလို့ယုံကြည်မှုမရှိလို့အလုပ်ငန်းတွေပြတ်တာနော်ဒီလိုမျိုးတွေနဲ့ရှင်ကြည့်မယ်အဲနောက်တစ်ခုကဆိုပါစို့ကိုက ကိုရဲ့အိမ်ထောင်ကြီးမှာကိုက posi posi တွေအရန်ပြောလို့နေဒီ posi posi ပြောနေတဲ့အကျင့်ကြီးကိုလည်းကိုကမကြိုက်တော့ဘူးပြင်ချင်းနေနော်ပြင်လို့လည်းမရဘူးဖြစ်နေရဲဆိုလို့ရှိရင်လည်းအဲ့မသိစိတ်ထဲမှာသွားပြီးတော့ပြင်လို့ရတယ်အဲ့တော့ကိုအိမ်ထောင်ကြီးတာယာဖို့အတွက်ဒီဟာလေးကိုနော်ဒီဟာလေးရင်းပြီးတော့ဒီငွေလေးရင်းပြီးတော့ဒီလိုကိုကိုကိုဆက်ချက်ချင်းလေးထည့်ပြီးတော့ပြင်လိုက်ယုံနေလော်လော်ကူကူရတာဖြစ်တဲ့အတွက်လော်လော်ကူကူရတာဖြစ်တဲ့အတွက်ဒီပေးရတဲ့တင်တန်းစီဆိုတာဘာမှမပြောပါလာဘူးပတ်စံတသိန်း၈၀၀၀ဆိုတာကအခုနေချိန်မှာဘာမှလုံးလို့မရတော့ဘူး နော်စံတအိတ်တောင်မှာမေ့ပြီစံမဟိုဟိုမှာဖြစ်တာလည်းကြာပြီနော်အဲ့တော့စံတအိတ်တောင်မှာတသိန်းကျော်နေပြီအဲ့တော့ဒီပတ်စံလေးနဲ့နော်ကိုယ့်ရဲ့ဘဝကြီးပြောင်းလဲလာအောင်နောက်တစ်ခုကမတို့ဒီ strat တွေကိုကိုယ့်အကူမ short ချတတ်တဲ့ခါမှာသွေးတိုးတာတွေသွေးကြတာတွေစသဖြင့်ဒီလိုတွေလည်းဖြစ်တတ်တယ်အဲ့တော့လူတယောက်ကလေအရန်ဒေါသထွက်ပြီးစိတ်အရန်ပူလုံးပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင်သွေးပေါင်တွေတက်တက်တယ် ဲ့တော့သွေးပေါင်တက်တာများသွားပြီဆိုလို့ရှင်တော့သွေးကြစည်တွေအများနဲ့တောက်နေရတာအဲနောက်တစ်ခုကမတော်လို့များသွေးအရင်စောင့်တက်သွားပြီဆိုလို့ရှင်ကိုယ့်ရဲ့ရုပ်တည့်ရက်လည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ကိုယ်အိမ်ဝေးချပြီး strategy ကို short ချသွားမယ်ဆိုလို့ရှင်သွေးကြတာတွေသွေးတိုးတာတွေလည်းဖြစ်တော့အဲ့တော့သွေးကြတာတော့အခုနောက်ကဘယ်လိုပြောပြရမလဲစိုးရိမ်ပူပန်တတ်တဲ့သူတွေမဟုတ်သွေးကြတာကဘယ်လိုလဲဆိုတော့အများန်းလို့လို့အဲဘယ်လိုပြောပြရမလဲတွဲတွဲပြီးတော့ဝန်းနေတတ်တဲ့သူတွေနောက်တစ်ခုအလိုလိုစိုက်ပူနေတတ်တဲ့သူတွေအဲ့လိုလူတွေဆိုလို့ရှင် 对炸的嘞，哎呦，哎侬没有对家的一看咯，诶，过去扒皮拿来说，对炸味是老鲜咯，冇有的来炸，哎，拿古话来说，娘拿该炸的屁的，啥子皮你都一下的皮来了不？哎咯，哎侬没有真话因呢，百姓们啦，喏，你这东西当家说，哎呀，真的，真的，反正我说，不如多安点伢伢嘞。 ကြီးကဒါလောက်မကဘူးအဲ့တော့မမူကလူတိုင်းရစီခြင်းနဲ့စိတ်ဆန္ဒတစ်ခုကြောင့်မို့လို့ဒါလောက်ကလေးနဲ့ပဲလုပ်ပေးထားတာဖြစ်တယ်နော်ဆိုတော့ကိုကစိတ်ဝင်စားတယ်ကိုရဲ့မသိစိတ်ထဲမှာရှိနေတယ်မကောင်းတဲ့အမှုအကျင့်တွေကိုဖျက်ချင်တယ် stress တွေကိုကြားချင်တယ်တတောင်တတာလေးရချင်တယ်နောက်တစ်ခုကပါလဲဆိုရင်အိတ်မပြောတဲ့သူတွေပေါ့အိတ်မပြောတဲ့သူတွေအကြောင်းမျိုးချောင်းအိတ်မပြောတဲ့သူတွေအဲ့တော့မမစီမာလဲမမစင်ညာလဲမာလဲလာတယ်အိတ်မပြောတဲ့သူတွေအများကြီးပဲဒီထက်အဲတချိန်ကား ကိုမထင်မှတ်ထားပဲနဲ့ပြုတ်မှုခဲ့တဲ့အပြုတ်မှုတစ်ခုကိုနောင်တကြီးစွာရပြီးတော့အိတ်မပြောဖြစ်နေတာဒီလိုလူတွေလည်းရှိတယ်နောက်တစ်ခုကပါလဲဆိုတော့တချဲအဲဘယ်လိုပြောပြရမလဲအမျိုးသားကအချိန်မှန်အိမ်ပြန်မလာဘူးနော်ဂယူးမဆိုင်လို့ညဆိုလို့ချင်အများနဲ့စိတ်ပူတာလို့တော်တော်နဲ့အိတ်မပြောဘူးဆိုတဲ့သူတွေလည်းရှိတယ်နောက်တစ်ခုကပါလဲဆိုရင်ဖောက်ပြန်သွားလို့နော်အများနဲ့လို့ဖုန်းနဲ့ဖောက်ပြန်နေတာမို့လို့စသဖြင့်ပေါ့ဒီလိုမျိုးတွေလည်း အိတ်မပြော်တဲ့သူတွေလည်းရှိတယ်အဲ့တော့အိတ်အိတ်မပြော်တဲ့အရာတွေကိုလည်းကိုကိုကအိတ်မွေးချပြီးတော့အိတ်လို့ရတယ်နော်အဲ့တော့အိတ်နီးတွေကိုရကျင်တယ်ကိုယ့်ရဲ့မတိစိတ်ကိုကို train ကျင်တယ်ဆိုလို့ရှိရင်အိတ်တန်တန်းတွေမှာသွားပြီးတော့ join လို့ရတယ်ဆိုတော့ဒီ26ရက်နေ့ထီကိုတော့တသိန်း8000ကျန်တဲ့ရရှိမယ်26ရက်နေ့ကျော်သွားပြီဆိုတော့တင်တန်းကြီးကတက်ချင်တောင်တက်သွားမယ်နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဘိုးဘိုးကစပြီးတော့အဲ့တင်တန်းကိုစဖွင့်တဲ့အချိန်တုန်းက 2222ကျန်းနဲ့တူတယ်အလောက်ကနေပြောစပေးလာတာတင်းနှဲစီကတဖြည်းဖြည်းနဲ့တက်သွားတယ်အဲ့လိုပဲအဲ့တင်းနှဲနဲ့မှလိုအပ်တဲ့အရာတွေကိုလည်းထပ်ထပ်ပြီးတော့ဖြည့်သွားတယ်နော်ကိုယ့်ရဲ့စိတ်တွေစိတ်တကူပါဝါတွေမြင့်လာအောင်လဲစိတ်တကူကျင့်စဉ်တွေအကြောင်းမျိုးလည်းထည့်ပေးထားတာဖြစ်တဲ့အတွက်စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒီ like ကို screenshot ရိုက်ပြီးတော့သွားပြီးတော့အဲ့လိုလဲရပါတယ်နော်အဲ့တော့ like လေးကို moderator မှာပဲအဆုံးတက်လိုက်မယ်။ဘာကြောင့်လဲဆိုလို့ရှင် like အရန်ရှိန်သွားတဲ့အခါကျတော့ရှင်ပြန်ကြည့်ရတဲ့သူတွေအတွက် နော်ညီးဝေသွားမှာရဲ့နောက်တစ်ခုကတချို့တွေ data နဲ့ကြည်တာဖြစ်တဲ့အတွက်နော်အာနာတော့အဖြစ်မူဒီနောက်မှာပဲရက်လိုက်မယ်ဆိုတော့အဆုံးထိရောက်ကြည့်ပြီးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများရည်တင်တယ်တတား